င်္ဂလာပါရှင် Smarie News Night မြန်မာ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကာကွယ်ဝင်ကြီးဟာပထမဆုံးအကြိမ်လွှတ်တော်မှာဖြေကြားရတော့မယ်။ဟုတ်ပါတယ်။ကာကွယ်ဝင်ကြီး Big Hasser ဟာ Signalis နဲ့ Los Angeles ကို Marine တပ်တွေချထားတာတွေကြောင့်ပထမဆုံးအကြိမ်လွှတ်တော်ကိုရင်ဆိုင်ရတော့မှာပါ။ဟက်ဆာဟာပင်ဒဂွန်အကြီးအကဲဖြစ်စတင် တာဝန်ယူချိန်ကစပြီးအရန်ကိုရှုပ်ထွေးခဲ့တဲ့ကိစ္စရင်းအထူးသဖြင့်စစ်စင်ရေးဆိုင်ရာအရေးကြီးအချက်အလက်တွေကိုစကနယ်ချက်မှာ ပြောခဲ့တဲ့ကိစ္စရင်းနဲ့ပတ်သက်ပြီးလွှတ်တော်အမတ်တွေရဲ့ပြင်းထန်တဲ့မိခွန်းတွေကိုအင်ကာနီမှာရင်ဆိုင်ရမယ်လို့မျှော်လင့်ရပါတယ်။လွှတ်တော်အမတ်တွေကလည်းဟက်ဆန်ဟာဆူယားရဲ့ပထမဆုံးအဆိုပြုကားဂွေးဘတ်ဂျက်ကြောင့်အသေးစိတ်မပေးအပ်သေးတာကိုမကျေနပ်ဘူးလို့ပြောထားကြတယ်။မကျေနပ်ရတဲ့အကြောင်းကသမရဒေါ်နယ်ထရန့်ကာကွယ်ရေးစီရေကိုခုလက်ရှိအမေရိကန်ဒေါ်လာဘီလီယံ၈၀၀ကျော်၃၀နေရာကနေအမေရိကန်ဒေါ်လာ၁ထရီလီယံထိတိုးမြင့်လိုက်လို့ပါ လွတ်တော်မတ်တွေအတွက်ဟက်ဆက်ကိုစည်ယုံချုပ်တွေပင်တဂွန်ရဲ့အခြားအငင်းပွားဖွဲ့ရန်တုံဆွေးမှုတွေနဲ့ပတ်သက်ပြီးမေးခွန်းရမယ့်ပြမဆောင်ခွင့်ရေးလည်းဖြစ်ပါတယ်။ဥပမာကာတာကလည်းဆောင်ပေးတဲ့ဘိုးအင်းလီယင်တစ်စင်ကို Air Force 1အဖြစ်ပြောင်းဖို့လုံခြုံရေးအဆင့်မြင့်တက်မှုတွေအတွက်ဒေါ်လာ300နဲ့ချီတုံဆွေးဖို့စီစဉ်တာ။ပြီးတော့စနေနေ့မှာကြာရောက်မယ့် ထရိုင်ယံဝင်နေနဲ့လဲတိုက်ဆိုင်တဲ့တက်မတော်ရဲ့250နှစ်မြောက်ဝင်နေပွဲအတွက်အမေရိကန်ဒေါ်လာ55သန်းအထိသုံးစွဲဖို့ကိစ္စတွေပါဝင်ပါတယ်နောက်ပြီး Los Angeles မြို့မှာဖြစ်ပွားခဲ့တဲ့ရွှေပြောင်းနေထိုင်သူတွေဖန်စီရေးစစ်စင်ရေးကိုဆန္ဒပြမှုတွေကပေါ်ထွက်လာတဲ့လက်တလော ပုံရင်တွေနဲ့ပတ်သက်ပြီးလဲလွတ်တော်မတ်တွေကဟက်ဆက်ကိုမေးမြန်းနိုင်ပါတယ်ဟက်ဆက်ကဘိုလ်ဆွန်ရအဆောင်တွေနဲ့ဝန်ထမ်းတွေကိုကာကွယ်ဖို့အတွက် မျိုးသားအစားတက်ဖွဲ့ဝင်1100ကျော်ကိုအကူအညီပို့တာဝန်ထမ်းဆောင်နေတဲ့မရိန်းတပ်သား900ခန့်ကိုတာဝန်ချထားခဲ့တာပါ။ဒါပေမဲ့တပ်သားရင်းဘာတွေလုပ်ရမှာလဲ။ကုန်ကြစရေးဘလောက်ရှိမလဲဆိုရယ်မိခွန်ရဲ့ဖြေတွေကိုသိချင်နေကြပါရဲ့။နောက်ပြီး Los Angeles မြို့မှာဖြစ်ပွားခဲ့တဲ့ရွှေပြောင်းနေထိုင်သူတွေဖန်စီရေးစစ်စင်ရေးကိုဆန္ဒပြမှုတွေကထပ်ပေါ်လာတဲ့လက်တလုံးပုံရင်တွင်နဲ့ပတ်သက်ပြီးလဲလွတ်တော်အမတ်တွေကဟက်ဆက်ကိုမေးမြန်းနိုင်ပါတယ်။ဟက်ဆက်ကဘူအစိုးရဆောင်နေနဲ့ ဝန်ထမ်းတွေကိုကာကွယ်ဖို့အတွက်အမျိုးသားအဆောင်တပ်ဖွဲ့ဝင်4100အကျော်ကိုကူညီဖို့တာဝန်ထမ်းဆောင်နေတယ်။မရိန်သက်သား900ခန့်ကိုတာဝန်ချထားခဲ့တာပါ။ဒါပေမဲ့တပ်သားတွေဘာတွေလုပ်ရမှာလဲ။ကုန်ကြစည်ဘယ်လောက်ရှိမလဲဆိုတဲ့မေးခွန်းတွေရဲ့အဖြေတွေကိုသိချင်နေကြပါတယ်။အမေရိကန်မျိုးပေါ်မှာအမေရိကန်နိုင်ငံသားတွေကိုစစ်တပ်ကရဲတပ်ဖွဲ့တွေလို ထိန်သိမ်းခွင့်ပိတ်ပင်ထားလို့လုပ်ပိုင်ခွင့်မရှိပါဘူး။အဲဒါကိုလုံးခွင့်ပေးတဲ့ inspiration at ကိုခေါ်သုံးတာကတော့အရန်ကိုရှာပါပါတယ်။ထန်ကအရာကိုလုံးဖို့စီစဉ်ထားသလားဆိုတာလည်းမရှင်းလင်းသေးပါဘူး။ Marine Corps ရှင်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး Eris Smith ကလည်းဟက်ဆန်နဲ့တူတစ်ချိန်တည်းမှာပဲဖဲချက်ဆိုင်ရာတိချစီဝေးမှာထွက်ဆိုရမှာဖြစ်ပြီးအလားတူမိခွန်းလေးကိုရင်ဆိုင်ရဖွဲ့ရှိနေပါတယ်။ဟက်ဆန်ကိုတီပါရီကိုအာယုံဆိုင်ခဲ့လေ။ဟက်ဆန်ဟာသူတာဝန်ယူခဲ့တဲ့ပထမဆုံး၅လတာကာလအတွင်း ပင်တဂိုမှာလူမှုရေးဆိုင်ရာပြောင်းလဲမှုတွေလုပ်ဖို့ပဲအယုံဆိုင်ခဲ့ပါတယ်။ဂရက်ရှာ၊ယူကရိန်း၊အစ္စရေး၊ဂါဇာနဲ့အီရန်တို့ပါဝင်တဲ့အရေးကြီးတဲ့နိုင်ငံတကာရေခင်တွေအတွက်ညှိနှိုင်းမှုတွေမှာသူ့ကိုတိမ်မတွေ့ရပါဘူး။မကြာသေးခင်ကကိုရီးယားစစ်ပွဲတွင် ရေတပ်သားအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးအသက်ခံခဲ့ရတယ်။လိန်တူချစ်သူခွင့်ရလှရှားသူဟာဗီမက်ကဲနာမည်နဲ့ဂုဏ်ပြုထားတဲ့ရေတပ်သင်္ဘောတစ်စင်းကိုနာမည်ပြောင်းဖို့ဟက်ဆက်ကညွှန်ကြားခဲ့ပါတယ်။ သူရဲ့ပြောရေးဆိုခွင့်ရှိသူရှောင်းပါနေကြတော့ဒီလိုနာမည်ပြောင်းလဲတာကကျွန်တော်နိုင်ငံရဲ့တမိုင်းနဲ့စစ်တီရောစိတ်ဓာတ်တွေကိုထင်ဟစေဖို့ဖြစ်တယ်လို့ပြောခဲ့ပါတယ်။ခဆန်ဟာစစ်သားရင်းနဲ့မနက်ခင်းလေးချိန်ခံလုပ်နေတဲ့ဗီဒီယိုတွေဒါမှမဟုတ်စစ်တပ်ထက်ကွဲပြားမှုနဲ့တန်တူညီများမှုဆိုင်ရာအစီအစဉ်တွေနဲ့အွန်လိုင်းအကြောင်းအရာတွေကိုဖယ်ရှားဖို့ညွှန်ကြားချက်တွေကိုလက်မှတ်ထိုးနေတဲ့ဗီဒီယိုတွေကိုအများကြီးတင်ခဲ့ပါတယ်။သူကလိန်ပြောင်းထားတဲ့စမူထန်တွေကိုတက်ကနေဖယ်ရှားခဲ့တာ။ပြီးတော့ ဘော့ဂျန်နရယ်လို့ခေါ်တဲ့ဘူချုပ်တေးကိုလည်းထုတ်ပေးခဲ့တာတွေကိုကြွားလုံးထုတ်ခဲ့ပါတယ်။အဲဒီဘူချုပ်တေးထဲကအများစုကအမျိုးသမီးတွေပါ။လွန်ခဲ့တဲ့တစ်ပတ်လောက်ကတော့အာရှမှာကျင်းပတဲ့နှစ်ပတ်လည်နိုင်ငံတော်လုံခြုံရေးကွန်ဖရင့်မှာတရုတ်ရဲ့ချင်းချောင်းမွေးနဲ့ပတ်သက်ပြီးသူမိန်ခွန်ပြောခဲ့ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ပတ်က NATO ဌာနချုပ်ကိုတွားရောက်ခဲ့တဲ့ခီစင်ကတော့မျက်စမ်းပြီးတိတ်ဆိတ်ခဲ့ပါတယ်။ ယူကရိန်းကိုဆက်လက်ထောက်ပံ့ရင်းဆွေးနွေးတဲ့မဟာမိတ်90လောက်စုဝေးပွဲကိုလည်းသူရည်ရွယ်ချက်ရှိရှိမတက်ပဲကြော်သွားခဲ့ပါတယ်။သူစကနမ် Messaging App ကိုအသုံးပြုခဲ့ပုံ Hashtag ကသူစစ်တပ်ကိုပုံမကြောက်စရာကောင်းအောင်လုပ်မယ်ဆိုတဲ့စကားတွေအများကြီးပြောခဲ့ပေမဲ့သူရဲ့အစင်မတမ်းမထားတဲ့မလုံခြုံတဲ့ Signal Messaging App အသုံးပြုမှုကတော့ပြည်သူတွေအာရုံကိုလျင်မြန်စွာဖန်ဆာခဲ့ပါတယ်။အဲဒီအချိန်ကအမျိုးသားလုံခြုံရေးအကြံပေး Mike Watson က စီစဉ်ထားတဲ့ group chat တစ်ခုမှာ Hassan နဲ့အခြားကြီးတဲ့အစိုးရကောင်ဆောင်တွေပါဝင်ပြီးရီမန်မှာဖြစ်လာမယ့်စစ်ဆေးရေးနဲ့ပတ်သက်တဲ့အချက်လက်တွေကိုညှဝေဖို့အသုံးပြုခဲ့တာပါ။အဲ့ဒီ chat ထဲမှာဆွေးနွေးရတွေဟာ The Athletic သတင်းဌာနရဲ့အေဒါချုပ် Jeffrey Goldberg မတော်တဆရောက်သွားခဲ့လို့အရှက်အစရာဖြစ်ခဲ့ပါတယ်။ Quas က TMR ကို တာဝန်ယူခဲ့ပေမဲ့ဟက်ဆက်ကတော့ဒီချက်မှရောသူစနီးနဲ့ညီအကိုပါဝင်တဲ့နောက်ထပ်ချက်တစ်ခုမှပါနောက်ထပ်စစ်စင်ရေးရဲ့အသေးစိတ်ကိုမျှဝေခဲ့တဲ့အတွက်ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရပါတယ်။သူစကနယ်ကိုအသုံးပြုခဲ့တာနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုတွေအများကြီးလုပ်နေပါတယ်။ကာကွယ်ဝင်ကြီးဌာနရဲ့ယာယီစစ်ဆေးရေးမှူးချုပ်ကတော့စီနေလက်နက်ကိုင်တပ်ဖွဲ့ကော်မတီရဲ့ Republican နဲ့ Democratic အောင်ဆောင်တွေရဲ့တောင်းဆိုချက်အရအစကတည်းကရှိခဲ့တဲ့ချက်ကိုစုံစမ်းစစ်ဆေးနေပါတယ်။ အငင်းပွားဖွဲ့ရာပင်ဒဂွန်ကုန်ကြစည်းများ Air Force 1လုံးမဲ့ကာတာဂျက်လီယင်ကိုပြလဲပြင်းစင်မဲ့အစီအစဉ်တွေနဲ့စီးရီးပြပွဲကုန်ကြစည်းနဲ့ပတ်သက်ပြီးကာကွယ်ရေးခေါင်းဆောင်တွေကိုအခြားကြားနာပွဲတွေမှာလည်းစစ်မေးပြီးသားဖြစ်ပေမဲ့ Air နဲ့ပတ်သက်ပြီးလွတ်တော်မတ်တွေကထပ်မေးလာနိုင်ပါတယ်။ထရန်ကတော့စီးရီးပြပွဲကိုအချိန်တော်ကြာကလေးကလို့ချိန်ခဲ့တာဖြစ်ပြီးတမတော်ခေါင်းဆောင်တွေကတော့စစ်သားတစ်တွေဆွဲဆောင်ဖို့ကောင်းတဲ့နီလန်တစ်ခုအဖြစ်ကာကွယ်ပြောဆိုထားခဲ့ပါတယ်။ အချာမေခွန်ကတော့တောင်ပိုင်းနယ်စလုံးချုံရေးအတွက်စစ်တပ်အင်အားအသုံးပြုမှုကိုတိုးချဲ့မဲ့ကုန်ကြစည်းတွင်ကိုတန်တုံဒုံးကြီးကာကွယ်အစီအစဉ်တွေပြီးတော့ဒရုန်းတွေနဲ့အချာရေးကြီးရဲလနဲ့စနစ်တွေအတွက်ခင်မီရဲ့အစီအစဉ်တွေကိုဌာနကဘလို့ရံမုံငွေရှာမလဲဆိုတာတွေပါဝင်နိုင်ပါတယ်။ဒါနဲ့စကားမဆက်ဟဆန်ဟာအရင်ကမင်းနီဆိုတာအမျိုးသားအစောင့်တပ်ဖွဲ့ National Guard မှာဗိုလ်မှူးအဆင့်တာဝန်ထမ်းဆောင်ခဲ့ပြီးကာကွယ်ဝင်ကြီးဖြစ်မလာခင်မှာ Fast News TV မှာအစီအစဉ်တင်ဆက်သူတရားဖြစ်ခဲ့ပါတယ်။နောက်ဆုံးအနေနဲ့တင်ဆက်ပြီးဆက်နေတဲ့ကြောင်းလေးကတော့ Channel Elements တို့လုံဝခွာပြေးသွားခရင်နှစ်ဦးစလုံးမှာဘလို့နင်နာမှုတွေရှိနိုင်မလဲနဲ့ဘယ်သူကပိုပြီးနင်နာမလဲ Elements ဟာသူပိုင်ဆိုင်တဲ့ကုမ္ပဏီကြီးတွေဖြစ်တဲ့ Tesla, SpaceX ကနေ SpaceX အာကာသယာဉ်တို့ကြောင့်ကမ္ဘာ့ခြံနာဆုံးပုဂ္ဂိုလ်တွေထဲကတအူးဖြစ်ပါတယ်။ဒါပေမဲ့သူလုပ်ငန်းတွေဟာအစိုးရရဲ့မူဝါဒတွေ စာချုပ်တင်တဲ့မလုံးတွေပေါ်အများကြီးမိခိုနေရပါတယ်။ဒီတော့သူအတွက်ဖြစ်ပေါ်လာနိုင်တဲ့နှိမ့်နာမှုများကိုအရင်စဉ်းစားကြည့်ရအောင်ပါ။အစိုးရစာချုပ်များဆုံရှုံခြင်းသို့မဟုတ်ဖျက်သိမ်းခံရခြင်း Space Asia, NASA, American Agatha Agency နဲ့ Pentagon American ကာကွယ်ရေးဌာနတို့ရဲ့အဓိကလှုပ်ဖော်ကိုင်ဖက်ဖြစ်ပါတယ်။ဂျိုဒူလိုတင်နာအာဂါသယဉ်တွင်တိစောက်တာစားတဲ့စာချုပ်တွေကနေဝင်ငွေအများပြားရရှိပါတယ်။ Elon Musk အနေနဲ့ Trainer ဆက်စိုင်းတင်မှမှုတွေဆက်ဖြစ်နေမယ်ဆိုရင်ဒီလိုဝင်ငွေကောင်းတဲ့အစိုးရစာချုပ်ကြီးတွေဆုံရှုံနိုင်ချေရှိပါတယ်။ TaskSpace ရဲ့ပဏာရီကိုအကြီးအကျယ်ထိခိုက်စေနိုင်ပါတယ်။ Stock ဈေးကွက်ထိခိုက်မှု Train ရဲ့ပြောဆိုမှုတွေဟာ Tesla ရဲ့ရှယ်ယာစီးနှုန်းကို ထိခိုက်စေနိုင်ပါတယ်။ဥပမာ train ကစာချုပ်တွေဖျက်သိမ်းမယ်လို့ချင်းချပြောဆိုခဲ့ပူပြီးဒါက Tesla ရဲ့ဈေးနှုန်း share ခိုင်နှုန်းကျဆင်းခဲ့တဲ့ဖြစ်စဉ်မျိုးတွေရှိခဲ့ပူပါတယ် ။ယင်းဒီမျိုးနန္ဒရီရဲ့ယုံကြည်မှုကျဆင်းသွားရင်ကုမ္ပဏီတန်ဖိုးရောချလာနိုင်ပါတယ်။အစိုးရရဲ့မလုံများနဲ့ထောက်ပံ့များရပ်ဆိုင်ခြင်း။ Elon Musk ရဲ့ကုမ္ပဏီတွေဟာလျှက်စစ်ကားဝယ်ယူမှုအတွက်အခွန်ရော့ပေးတာ။ပြန်လည်ပြည့်ဖြူမယ့်စွမ်းအင်စီမံကိန်း၊ Renewable Energy Project အတွေအတွက်ထောက်ပံ့ကြည့်ပြီးတာစတဲ့အစိုးရရဲ့မလုံးလေးနဲ့ထောက်ပံ့နေပေါ်မိခိုနေရပါတယ်။ထံကအစိုးရ၃စီရှော့ချမယ်။ဒီလိုထောက်ပံ့မှုတွေကိုဖျက်တောက်မယ်လို့ပြောဆိုဖူတာကြောင့် ီလိုမက်ဆီရဲ့လုပ်ငန်းတွေပေါ်တိုက်ရိုက်သက်ရောက်မှုရှိနိုင်ပါတယ်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးမှုအစီအစဉ်ကတော့ဒီလောက်နဲ့ပဲဆုံးသတ်ပါရစေ။အားလုံးပဲကိုယ်စိတ်နှစ်ဖြာကျန်းမာရှင်လန်းကြပါစေရှင်။